ဒီနေရာဟာ Grand Line ရဲ့ Glom Joe မှာရှိနေတဲ့ Maggie Kingdom ရဲ့အပျက်စီးနေရာဖြစ်ပြီးတော့တချိန်က Zoo ရဲ့လေ့ကျင့်ရနေရာတွေဖြစ်ခဲ့ပါတယ်။ဒီပြက်စင်းနေတဲ့တိုင်းပြည်ရဲ့ရေကန်အနီးနားမှာရှိနေတဲ့တိုက်အိုကြီးမှာတော့အခုထိကပတ်အတော်ဆုံးဓာသမလို့ပြောကြတဲ့ Dragoomy Hop ကတော့ရှိနေသေးပါလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကဒီကိုရောက်လာခဲ့တဲ့ Ghost Princess Pyrona ကလည်းရှိနေပါသေးရဲ့ Pyrona ကအစစားနေတဲ့တင်းစားကိုမြင်လိုက်တော့ Movia အသက်ရှင်နေတဲ့ရဲ့ဆိုပြီးတော့အရန်ဝမ်းတာနေပါတော့ရဲ့ လွန်ခဲ့တဲ့နှစ်ကဖာမောက်ဝါမှာတည်သွားပြီးတော့ထင်ခဲ့ပေမဲ့အခုလိုတည်လိုက်ရတော့အရန်ဝမ်းတပြီးတော့ Absalon နဲ့ Hotbat လေအတူရှိတဲ့ပုံပဲလို့ဖာဝနာဆိုပါတယ်။ဖာဝနာလည်းသူမအခုထွက်သွားတော့မယ်လို့တွေးပြီးကမှမီဟောရဲ့အပေါ်မှာအကျွေးတင်နေတာကိုတွေးမိသွားခဲ့ပါတယ်။မော်ဗီယာကဇွန်ဘီတွေလိုပဲတော်ရုံနဲ့မတည်နိုင်ဘူးပဲလို့မီဟောကပြောတော့ဖာဝနာလည်းမော်ဗီယာမကောင်းချောင်းပြောရဲဆိုပြီးကျေးဇူးမတည်တဲ့သူလို့အော်ပြောလိုက်ပါတော့ရဲ့။ မိဟောကသူပဲအားလုံးပို့လုခဲ့ရပြီးတော့နေထိုင်ဖို့ကိုလည်းဖာဝနာကိုပေးထားကြောင်းပြန်ပြောလိုက်တော့ဖာဝနာလည်းသူထွက်သွားတော့မယ်လို့ပြောလိုက်ပါတယ်။ဂယူးဆိုင်ပြီးသွားဖို့မိဟောကပြောလိုက်တဲ့အခါဖာဝနာလည်းမျက်ရည်တွေဝဲလာပြီးတော့ရုပ်တရက်ကြီးကျင်လာတဲ့စကားတွေကိုလာမပြောဖို့အော်ပြောလိုက်ပါတယ်။ဒီနေ့အထိစောင့်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ကြောင်းဖာဝနာကပြောတော့အခုဒီကနေ့ထွက်တာအကောင်းဆုံးပဲလို့မိဟောကဆိုပါတယ်။ Revenue ကမှာသူစနစ်တဲ့တဲ့တစ်ခုထွက်လာခဲ့တယ်လို့မိဟောကပြောပြလိုက်ပါတယ်။ အဲ့ဒီအချိန်တဖက်ကပေတရမကျွန်းဖြစ်တဲ့ဖူလာလိကျွန်းမှလည်းတစ်ကတရင်တစ်ခုကိုကြည့်ပြီးရှီမောနေခဲ့ပါတယ်။မော်ဘီယာကအဲ့ဒီကျွန်းကိုကျူးကျော်လာပြီးဆွန်ဘီတကိုတိုက်ခိုက်ခိုင်းကအပ်ဆလွန်ကိုပမာဟွက်ထားတယ်လို့အော်ပြောလိုက်ပါတယ်။ဘသူမှလည်းမေးမရလို့တစ်ကိုခေါ်လာခဲ့ဖို့ပြောလိုက်ပါတယ်။ဒါကိုတစ်ကလည်းစောင့်ကြည့်နေပြီးတော့ရောက်လာပြီးလာလို့မေးနေခဲ့ပါတယ်။မော်ဘီယာကဘရစ်ဘက်ကိုတုံးလိုက်ပြီးတော့တောင်းချမ်းနေကမသေးခြင်းတစ်နေရာကိုထပ်ပြောဖို့ပြောတော့ထုတ်ထုတ်လက်လက်ညှိုးထိုးပြလိုက်ရပါတော့။ ဘလဗီယာပင်တမရ၄စင်းမြောက်တင်မောရဲ့ကပ္ပိန်ဖစ်စာရိုကိုလည်းဂက်ကိုမိုဘီယာဖြစ်ကြောင်းနဲ့ဟိုတနေ့ကကျွန်းကိုရောက်လာတဲ့ကိုပြောက်လူသားအပ်ဇလွန်ကိုလာရှာကြောင်းလူတစ်ယောက်ကတင်ပြနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအပ်ဇလွန်ကသူရှိနေကြောင်းမိုဘီယာကိုလှမ်းအောင်ပြောလိုက်ပါတယ်။အပ်ဇလွန်ကဒီကျွန်းဟာသူ့အတွက်ကောင်းကင်ပုံပဲမလို့အပျော်လွန်ပြီးဆက်တွေ့ဖို့တော့မေ့သွားခဲ့တယ်လို့ဆိုပါတယ်။ပြောနေတာကိုမြင်ရတော့ဝမ်းတတယ်လို့မိုဘီယာကပြောလိုက်ပြီးတော့ဇွန်ဘီတွေကိုလည်းတင်မောစီကိုပြန်ခိုင်းလိုက်ပါတယ်။ ဘလက်ဘီယာဖိုင်ရိတ်တွေကဒီဘယ်ဖရူးယူဇာတွေကိုအမဲလိုက်တဲ့ဆိုပြီးတော့နာမည်ကြီးနေတာမလို့မင်းရဲ့ဒီဘယ်ဖရူးအစွမ်းကိုလည်းလိုချင်နေသူများတယ်လို့မော်ဘီယာကပြောနေတော့ကိုပြောက်ဥတာတယောက်ရဲ့ခုတ်ဖြတ်တာကိုခင်ရပါတော့ဟဲ့သူသူကရှီယော်ယူဖြစ်နေတော့မော်ဘီယာလည်းအရန်အံ့ဩသွားခဲ့ရပါတယ်အဲ့ဒီအစွမ်းကအဗ်ဇလွန်ရဲ့အစွမ်းပဲလို့မော်ဘီယာကပြောနေတော့မင်းထင်နေတဲ့အတိုင်းပဲလို့ရှီယော်ယူကပြောလိုက်ပါတယ်မော်ဘီယာလည်းဒေါ်တာရဲ့ရန်ထွက်နေပြီးတော့ဒီကကောင်ကဘသူလဲလို့ပြောလိုက်ပါတယ်သူမဟာဘလက်ဘီယာဖိုင်ရိတ်6ဆင်းမြောက်တော်တင်မော်ရဲ့ကပတိန်ဒါဗွန်မှာ အလောင်းတော်ရှိနေသေးတာမလို့အိမ်ပြန်ယူသွားမလားလို့ဓာဖုန်ကမေးတော့မော်ဘီယာလည်းသူ့ရဲ့တငယ်ချင်းကိုတို့လှုပ်လှုပ်ခွင့်မလို့နိုင်ပဲမင်းတို့တွေအကုန်လုံးကိုတေတူတွေအဖြစ်ပြောင်းလဲပြစ်သွားမယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ဘလက်ဘီယာကကူအကူအနိုမီအတီးရဲ့အစွမ်းကိုအသုံးပြုပြီးတော့လေယာဉ်ကိုခွဲလိုက်ပါတော့အေးမော်ဘီယာကလည်းဆက်တွေ့ရေးခရူကာဆင်လှမ်းကိုခေါ်လိုက်ပြီးတော့ကျွန်းကိုမဖြတ်စည်းဖို့ပြောလိုက်ပါတယ်။ဒီနေရာဟာပင်တမရရဲ့နိဗ္ဗာန်ပုံမလို့ပြောရမှာဖြစ်ပြီးတော့မင်းတို့တွေပါတီကိုကြိုက်ကြလာလို့တိချခမေးလိုက်ပါတယ်။ကြိုက်ရင်သူတင်မော့စီလာခဲ့ဖို့တိချခထပ်ပြောတော့အားလုံးလည်းအုံကြွလို့နေခဲ့ပါပြီ။ မော်ဖီယာကိုလည်းပါတီကြိုက်လာလို့မိလိုက်ပြီးတော့တိချကရီမောနေပါတော့။မနက်ခင်းသတင်းစာမှာလည်း Raffy ၄ရက်မြောက်နေ့မှာတော်လိုင်းတက်ခေါင်းဆောင်တွေကခူမာကိုပြန်ကယ်တင်ဖို့အတွက် Maybe Choice မှာ Rukugyu နဲ့ Fujitowa နဲ့တိုက်ခိုက်ခဲ့ကြတယ်။တစ်ဖက်ကဝါလုံတိုင်းပြည်မှာလည်း Swaha နဲ့အခြားသူတွေရှိနေပြီးတော့တတို့ကိုလနီတာကယိုကိုပင်မန်ဘာပဲဖြစ်လာမယ်ထင်လဲလို့တိချကပြောလိုက်ပါတယ်။ပရင်ပလင်ပေါ်မှာထိုင်နိုင်ဖို့အတွက်တိုက်ခိုက်မှုတွေကစတင်နေခဲ့ပြီပဲလို့တိချကပြောရင်ရှိမောနေပါတော့ရဲ့ ခဲမွန်နဲ့ဒော့စတုန်းတို့ဟာအာရှူဝါကိုအပွဲဝင်လုပ်ဖို့အတွက်အာတာမာရာမာကိုထွက်ခွာခဲ့ပြီးတော့အခုဒော့စတုန်းနဲ့အာရှူဝါကတိုက်ခိုက်နေခဲ့ပါပြီ။နှစ်ယောက်သားရဲ့လက်ရည်ကလည်းတိတ်မကွာတာမို့လို့ခါရော့တွေလည်းအံ့ဩနေခဲ့ပါရဲ့။ဒီစွန်ရီတွေကိုအိုတန်ချစ်ခဲ့တဲ့ခူရီနေမြေအတွက်ဘာလို့အတုံးမပြူရရလဲလို့ဒော့စတုန်းကပြောတဲ့အခါအာရှူဝါလည်းသူကတေသွားပြီမို့လို့မင်းတို့လည်းအခုမှဒီကိုရောက်လာတာလားလို့ပြန်မေးလိုက်ပါတယ်။အိုတန်ရဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့လို့ဒော့စတုန်းကပြန်ပြောတော့အာရှူဝါလည်းဒေါ်ရိုက်ထွက်လာပြီးတော့အားလုံးကိုတီးတဲ့ပုံစံနဲ့မှပြောဖို့ပြောလိုက်ပါရဲ့။ ကိုဘကပြောချင်တာရှိနေရေလဲပြန်ပြောဖို့ဒေါ်စတုံးကမေးနေတော့ KM ကဝင်ကြားပါတော့ရဲ့အရှွာကသူဟာဝါလို့တိုင်းပြည်ကို20လောက်စောင့်ကြည့်နေတာမလို့အခုမှပေါ်လာပြီးဘာပဲရှောက်ပြီးတော့လာပြောနေရလဲလို့မေးလိုက်ပါတယ်။အရှွာကကုစုကီအိုဒန်ဆိုတဲ့လူပုဂ္ဂိုလ်တဦးတည်းကိုပဲလေးစားမိခဲ့တာဖြစ်ပြီးတော့သူ့အတွက်အသက်ကိုစည်သေးမဲ့စာမွိုင်းဖြစ်နေထိုင်ခဲ့တာဆိုရင်ကုစုကီကလန်ဆိုတဲ့မျိုးနွယ်ကိုတော့ခါစားစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ ခဲမုတ်ကတော့သူလက်မလျှော့နိုင်လို့အာရှွာကိုတရားပေါက်ရအောင်ခေါ်မယ်လို့ဆိုပါတယ်။မင်းတို့တွေက20တိုင်းပြစ်ကိုပြစ်ထားခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန်တွေကပြန်ရလာမှာမဟုတ်ဘူးလို့အာရှွာကပြောပြီးထွက်သွားမိပါတော့။အဲ့ဒီချိန်ရိုက်ဆိုကရောက်လာပြီးတော့လူဗီရှိနေတဲ့နေရာကဥဒုံကမိုင်းတွင်းရှာဖွေလုပ်သားစခန်းမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ထာမာလီကလည်းမာစတာစီပြောင်းနေပြီးတော့ချော့ပါတိုကကုသပေးထားကြပါတယ်။ထာမာပြန်နိုးလာတော့သူအချောက်လွန်ပြီးတော့တတိမိသွားတာမလို့ဘာဖြစ်သွားလဲဆိုတာတိတ်မမှတ်မိဘူးလို့ပြောပြလိုက်ပါတယ်။ဟော့ဆလင်နာနဲ့အကိုကြီးရောအစင်ပြေရဲ့လာတော့ထာမာကမေးလိုက်ပါတယ်။ ဟော့စနီနာဆိုတဲ့သူကတော့မသိရမယ့်လူဗီကတော့အဖမ်းခံလိုက်ရကြောင်ချော့ပါကပြပြလိုက်ပါတယ်။ထမကတူတန်ရထက်အကိုကြီးကိုစိတ်ပူတယ်လို့ပြောတဲ့အခါချော့ပါလည်းလူဗီကတူတို့ရဲ့ကပတိန်မဟုတ်လို့အားလုံးအဆင်ပြေသွားမှာပါလို့ပြောလိုက်ပါတယ်။ဥဒွန်ဆိုတာအထူးကတရခန်တွေကိုတည်တဲ့အထိအလောက်ခိုင်းစေတဲ့နေရာဖြစ်ပြီးတော့အဒီကနေခုတီထွက်လာနိုင်ခဲ့တာကတယောက်မှမရှိသေးတဲ့ဆိုးရွားလာတဲ့နေရာတစ်ခုပါ။ကျောက်ဆောင်ကြီး၅ခုကိုတဲလို့လူဗီကိုဂျန်ကိုတလုံးပေးပေမဲ့စားငန်ဒီမှာခစ်ချောင်းပြုတ်ကြသွားပါတော့အေး flower မျိုးတော့မှလည်းစံကြီးရဲ့ခောက်ဆွဲကအတော်လေးနာမည်ကြီးနေခဲ့ပါပြီ အဲ့ဒီချိန်မြောက်ဖက်တင်းချိုင်းမှာတရေတွေ့တဲ့ဆိုတဲ့တဲ့င်းကိုအော်ပြောနေလို့ဖရန်ကီလေးတရွတ်တောင်းလိုက်ပါတယ်။နေမီတချို့မှာလိုက်တက်ဖြတ်နေတဲ့အလိုရှိတီဆိုတဲ့စာသားနဲ့အတူဟီတူကီဝီကာမာဆိုနာမည်ကိုတွေ့လိုက်ရပါတယ်။သူနဲ့တွေ့လိုက်တာနဲ့တိတ်မှာပဲနောက်တစ်ခုကလူချေတက်ချိန်မှာပေါ်လာတတ်တဲ့အူရှီမီဆုခုဆိုချမ်းသာရဲ့သူတွေစီကနေပြီးတော့ခိုးပြီးဆင်းရဲတဲ့သူတွေကိုပြန်လဲဝေမျှပေးတဲ့အထက်တန်းစားတစ်ခုတိကျရင်ဖြန့်ဝေစာကိုဝယ်ဖတ်ဖို့လူတယောက်ကလည်းပြောခဲ့ပါတယ်။ဥစ္စာကခြေထောက်မှာလာချမ်းပါရဲ့သူတယောက်ကိုစာဝယ်လေးထည့်ပေးလိုက်ပါတယ်။ဒါကိုမလန့်ရတဲ့သူတွေလည်းအရန်လန့်နေပါတော့။ ဟတ်ပိုင်ရိတ်တွေကလည်းကိုစီကိုစီဆာယာလီတွေကိုလိုက်ပေးထားပြီးတော့ရရှိရတဲ့တွေကလည်းကုစုကီကလန်တကယ်ပဲပြန်လာချပြီလားလို့ပြောနေခဲ့ကြပါရဲ့ဒီတိုင်းပြည်မှာကဆာမွိုင်းမဟုတ်ရင်ခန်တာနာဂျာနဲ့အခြားလက်နက်တွေတယ်ဆောင်လို့မရဘဲနဲ့ခန်တိုကာရာတီဂျူဒိုပုံကန်စင်မဲ့အရာတွေကိုအိုချီကတားမြစ်လိုက်ပြီလို့အဖိုးတယောက်ကပြောနေခဲ့ပါရဲ့ဒါကနောက်ဆုံးခွေရင်မလို့လက်ဖလာနဲ့ဆိုရင်တောင်မှချမှာပဲလို့ထူထူကလည်းအဖိုးကိုပြန်ပြောလိုက်ပါတဖက်မှာလည်းလူပီကသူမရှုံးနိုင်စရာဘူးလို့ပြောရင်ကြောက်ဆောင်တွေကိုမနိုင်ခဲ့ပါဘူး တဖက်ကနာမီကိုလည်းရှီနိုဘူကခုနွိုင်းချီရဲ့လှုပ်ရှားမှုတွေကိုပြောပြနေပြီးတော့လူတချို့ရဲ့စကားဝိုင်းကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီလူတွေကဒီတစ်ခေါက်ရဲ့လက်နက်နဲ့တန်ချက်တွေအမှားစာအမိန့်တော်စာကိစ္စတွေကိုပြောနေခဲ့ကြပါတယ်။ရှီနိုဘူလည်းသူ့ရဲ့မျိုးလုံးတွေကအိုလီဗီမှုလို့နာမီကိုပဲတခြားကြည့်ဖို့ပြောနေခဲ့ပါတယ်။ခေါင်းကြီးကကွင်းရဲ့ဆိုပြီးနာမီကအကြည့်လွန်သွားတဲ့အခါသူတို့တွေကလည်းနာမီတို့ကိုမြင်သွားပြီးတော့ထက်ခိုးမှလူရှိကြောင်းအော်ပြောကြပါတော့။ ။အိုနီဂါရှိမာမာလည်းခင်းဆိုတဲ့သူကဒိုဖလမင်ဂိုမရှိတော့နောက်ထပ်အကောင့်တွေဘက်ကဘသူလဲဆိုတာကိုနားမလည်ဘူးလားလို့ဂျက်ကိုပြောနေခဲ့ပါတယ်။ဂျက်ကလည်းကင်းကိုတောင်းပန်နေတဲ့အခါအရှုပ်ထုပ်တွေကဒီကွင်းတယောက်နဲ့တင်လုံလောက်တယ်လို့ပြောလိုက်ပါတယ်။ကွင်းကလည်းပါဇက်ပိတ်တာအနှိမ့်ဆက်ကြိုက်တဲ့နှာဘူးကောင်လို့ပြန်ခေါ်လိုက်ပါတယ်ရှီနိုဘူးကလည်းအရန်အော်နေလို့နာမီလည်းစိတ်ရေးထားဖို့ပြလိုက်ပါတယ်နာမီကကြောင်တန်းလုပ်ပြီးကြောင်လို့ထင်အောင်လုပ်နေပေမဲ့ရှီနိုဘူးကတော့ပါဇက်ပိတ်ထားလဲမရတာမလို့နှစ်ယောက်လုံးပြုတ်ကြသွားတဲ့အခါလှန်နေတဲ့ဝိုင်းထိုးခံရပါတော့ရဲ့ တလူနဲ့နှစ်ယောက်လုံးလဲခေါင်းဝုတ်ကိုပြေးထွက်လာကြပြီးတော့ရှင်နူပူကသူမပြောရသေးတာတခုရှိတယ်လို့ဆိုပါတယ်။တဖက်ကလူတွေကလည်းနာမည်တို့ကိုနေရာနဲ့ရှာနေကြပါပြီ။ရှင်နူပူကအဲ့လိုခြုံထက်တဲ့အရာတွေကိုကြောက်တယ်လို့ပြောပြလိုက်ပြီးတော့ဒါပေမဲ့ရင်းမဲတဲ့မိမကတကယ်လက်နက်ဆိုပြီးရှီမောနေလို့နာမည်လဲစိတ်ညစ်နေပါတော့ရဲ့။ဒီလိုနဲ့နာမည်ကိုခေါ်ပြီးတော့ Nippon Great Kite ကိုတောင်းပြီးတော့ထွက်သွားပါတော့ရဲ့။ဘာလို့တွေးခဲ့လဲလို့နာမည်ကိုမေးတော့စိတ်ကန်းနမည်နဲ့ထွက်မဲ့ရက်ပဲလို့နာမည်ကပြောပြလိုက်ပါရဲ့။သူတို့နဲ့မျိုးတဲကိုရှောက်လာတော့စံကြီးရဲ့ဆိုင်ရှိမှတန်းစီနေကြတဲ့လူတန်းကြီးကိုတွေ့လိုက်ကြရပါတယ်။ ဆာမိုဝိုင်းတွေလည်းတော်မှမရှိဘဲနဲ့မိန်ကလေးတွေပဲရှိနေလို့နားမလဲအော်ဟစ်နေပါတော့ရယ်စံချီကိုလည်းလူတချို့ကစောင်းကြည့်နေပြီးတော့ဒီနေရာကဘသူနေရလဲဆိုတာကိုနားမလဲဘူးလားလို့ပြောနေခဲ့ပါတယ်တဖက်ကဥဂျွန်မာလည်းထောက်မူးတွေကအလုံးမလုံးနိုင်တဲ့သူဆိုရင်နှိပ်စက်နေခဲ့ပါတယ်ကြောက်ဆောင်၅ခုတဲ့ရင်ဒန်ကိုတစ်လုံးရတာမလို့အသက်ကြီးရဲ့သူတွေအတွက်တော့တေတဲ့နေပြီးလို့အဆောင်ကပြောလိုက်ပါတယ်အဖိုးဟီကိုလည်းသူတစ်နေ့လုံးအလုံးလုံးထားရတာလေလို့ပြန်ပြောလိုက်တဲ့အခါသူတို့ကအဖိုးကိုရိုက်ထုတ်လိုက်ပြီးတော့အဆောင်ကိုပြန်ပြောမယ်ဆိုရင်အပိုင်းပိုင်းဖြတ်ပြီးတော့အပြစ်ပေးလို့လည်းရကြောင်းပြောလိုက်ပါတယ်အဲ့ချင်းလူဗီနဲ့ကစ်ကလည်းကြောက်ဆောင်ကြီးကိုအပြိုင်တင်နေခဲ့ကြပါပြီ ဒီနေ့အတွက်တော့အရန်များနေမှာလို့တော်လိုက်ကြဖို့ပြောနေရမယ်လူဖီတို့ကတော့နောက်တင်းမော့တစ်ခုပါထပ်ယူခဲ့လို့ပြောင်းပါတော့အဲအဲ့ဒီကောင်နေဘလောက်တောင်မှတည်နိုင်နေရလဲလို့သူပြောကမေးတော့အဆောင်လေစီးပစ်စင်စတုန်းတထားရင်းနဲ့အခု900ကျော်လောက်ဖြစ်နေဖြစ်ကြောင်းပြောလိုက်တော့ထို့သူလဲလက်ထိတ်တာဖြုတ်ပြလိုက်မယ်ဆိုရင်တော့ဘာတွေဖြစ်လာမှာလဲလို့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ဒန်ကိုတွေနဲ့လဲလဲလိုက်ပြီးတော့ထောင်ထဲပြင်ရောက်တော့ဒီတစ်ခေါက်ကသူများတဲ့ငါများတဲ့ဆိုပြီးရန်ဖြစ်နေကြပါတော့ဒီတိုင်းနဲ့ဆိုရင်တော့တို့တို့ရဲ့စိတ်သက်တွေကိုဘလို့ရိုက်ချိုးပြရမှာလဲလို့အဆောင်တွေကလည်းပြောနေခဲ့ကြပါတယ် ဲ့ဒီချိန်ဒုတိယထောက်မှုဖြစ်တဲ့အကြီးကဲ hit for smile fruit စားထားတဲ့ဒူပွန်ကရောက်လာပြီးတော့သူတို့စားစရာတွေကိုအကုန်စားတော့တာဘယ်ကောင်လဲလို့မေးလိုက်ပါတယ်အဖိုးဟျော်ကလည်းပိတ်နေခဲ့ပြီးတော့အဆောင်လဲတရခန်းကထောင်ထဲမှာဖြစ်ကြောင်းပြောလိုက်ပါတယ်တန်ကိုတွေကိုစားပစ်လိုက်တာဒီတိုင်းပါးစပ်ပိတ်ပြီးကြီးနေကြရလို့ဒူပွန်ကမေးလိုက်တော့အဆောင်တွေကလည်းသူတို့ကတေချာအလုပ်ပြီးတော့မှလဲလဲခဲ့တာအကြောင်းဘမတားမြစ်လို့မရခဲ့ဘူးလို့ဆိုပါတယ်ခွင့်မလို့နိုင်လို့တရခန်းတွေကိုခေါ်လာခိုင်းတဲ့အခါဒန်ကိုတွေအများကြီးစားပြီးဘိုက်တင်ကားနေကြတဲ့လူတွေကိုတွေ့လိုက်ရပါတယ်။အခြားထောင်သားတွေကလည်းဒီနေရာမှာတလို့ဘိုက်တင်ကားနေတဲ့သူပထမဆုံးအခုမှမ ြင်ပူပါပဲလို့ပြောနေခဲ့ပါရဲ့ဒိုပုံကသူ့အတွက်ဒံကိုတောင်းလုံးပဲကြံတော့ရဲ့ဆိုပြီးပြဿနာရှာနေတဲ့အခါလူဗီကအစာအချေအုံးမှမလို့ခဏလေးလို့ပြောလိုက်ပါရဲ့သူတို့နဲ့နှစ်ယောက်လုံးကချက်ချင်းပြန်ပိန်သွားတဲ့အခါဒိုပုံလည်းမင်းတို့ရဲ့ခန္ဓာကိုယ်ရဘလို့အလုံးလုံးတားလဲဆိုပြီးတော့အော်ပါတော့ရဲ့ဒိုပုံကတနင်းထားတာကြောင့်တွေးနေလဲကြရနေအဖိုးဟီယိုကိုလူဗီလက်မြင်လိုက်ရပါရဲ့ထောင်ဆောင်တွေကိုတိုက်ခိုက်မယ်ဆိုရင်ပထမတစ်ခါကလက်နှစ်ဖက်ကိုဖြတ်မယ်ဒုတိယချိန်ကျချက်တော့တတိယချိန်ဆိုရင်တိမ်မိတ်မှပေးခန့်ရမယ်လို့အဆောင်ကပြောလိုက်ပါရဲ့ ကစ်လေသူတို့ရာစီပင်းစတုန်းနဲ့အထင်းချုပ်ခံထားကြရတာဖြစ်ပြီးတော့အင်အားမရှိရသူတွေဖြစ်ပြီးတော့တာမန်အလုလုခဲ့ရုံလေးပဲရှိရလို့ပြန်ပြောလိုက်ပါတယ်။မင်းတို့ရဲ့အဖြစ်ကဒွန်ပွန်ကသူစားမဲ့တန်ကိုတွေကိုအကုန်လုံးစားပစ်လိုက်တာကြောင့်လို့ဆိုပြီးတော့ပြစ်ပေးမယ်လို့ဆိုကဝါမျိုးလိုက်ပါတယ်။ဒါမှခဏကြာမှာတော့ဟစ်ပိုကခံလိုက်ရပြီးတော့လဲကျလာတဲ့အထဲမှာဒွန်ပွန်မှောက်နေတာကိုလည်းတွေ့ရပါတယ်။အဲ့နောက်လူဗီတို့လည်းပြန်ထွက်လာပြီးတော့လူဗီကအဖိုးဟီယိုကိုတွားခေါ်ပါတော့။ဒါကတိမ်မိတ်ပဲလို့အဆောင်တယောက်ကပြောနေတော့တသက်များရှိလာလို့ကစ်ကလည်းပြန်မေးလိုက်ပါတယ်။ ထောင်သားတွေအားလုံးကလည်းလူပိတုကိုဝိုင်းအားပေးနေကြပြီးတော့ထောင်ရဲ့သူရဲ့ကောင်းတွေပဲလို့အော်ပြောနေပါတော့ရဲ့ရောဘင်ကစူပါစာရဲ့လူပိရဲ့ကိစ္စကိုမေးကြည့်ပါတော့ရဲ့ဥဒွန်ထောင်မှာမဟုတ်လို့ဒီကနေ့ဆိုရင်ဝေးပေမဲ့တိုက်ပွဲနေကြရင်တော့တခြားဘုတ်လာမှာပါလို့ Frankie ကပြောလိုက်ပါရဲ့ဆိုပါကကောင်းပေမဲ့မိန်ကလေးတွေပဲလာနေတော့အဆင်မပြေဘူးလို့ Frankie ကပြောနေတဲ့အခါ Sanji ကမချင်မနှက်ဖြစ်နေပါတော့ရဲ့အဲ့ဒီချိန်သူတို့ချုပ်ကကြားဖြတ်ဝင်ရောက်လာကြပါတော့ရဲ့ စာမဲ့ဧည့်တွေဆိုရင်တန်းစီပေးကြဖို့စံကြီးကပြောတော့ထို့သူကလည်းဘသူခွင့်ပြုချက်နဲ့ဒီလိုဆိုင်ကိုလာဖွင့်နေရလဲလို့မေးလိုက်ပါတယ်ဒီနေရာက Kyoshiyo အဖွဲ့ရဲ့ချက်စားရနေရဖြစ်ပြီးတော့ပတ်သက်မပေးရင်ဒီလိုဆိုင်ကိုဖွင့်လို့မရဘူးလို့ခူနီကပြောလိုက်ပါတယ် Robin လည်း Hotel က Kyoshiyo လို့ခေါ်တဲ့လူတယောက်ရဲ့ကာပွဲကိုတွားခဲ့ဘူးကြောင့်နဲ့ Boss လို့မျိုးမလို့တခြားဘောက်သူ့လောက်ကပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ် ခီကူကလည်းအဲ့ဒီလူတွေကိုပတ်ဆက်မပေးရင်အကယ်၍ဒီဆိုင်တိုက်ခိုက်ခံရမယ်ဆိုရင်တော့သူတို့လည်းဝင်ပြီးတော့ကာကွယ်ပေးလို့မရဘူးလို့ပြောလိုက်ပါတယ်။စန်ဂျီလည်းသူကကျန်းတာမလို့ကာကွယ်ပေးစရာမလို့ဘူးလို့သာပြောပြီးတော့ကောင်မလေးတယောက်ကိုလည်းဆိုပါပေးလိုက်ပါတယ်။စုကဲကမကျင်နဲ့လို့ဆိုင်ကိုဖျက်ဆီးပြီးတော့ကလေးမလေးရဲ့လက်ထဲကပကံကိုလည်းရိုက်ချလိုက်ပါတယ်။ကောင်မလေးကမျက်ရည်တွေကျလာပြီးအော်ရှီနေတော့ Frankie လည်းထူးဆန်းနေခဲ့ပါတယ်။စားစရာတွေကိုဖျက်ဆီးတော့စန်ဂျီလည်းဒေါ်ဒါရဲ့ရန်ထွက်နေခဲ့ပါပြီ။အားလုံးကိုလည်းခုနီတို့ကမောင်းထုတ်လို့နေခဲ့ပြီးတော့မဆူညံလိုက်ဖို့ဦးစောကတားနေမယ်မရတော့ပါဘူး။ ဆန်ကြီးကအားလုံးကိုဖြတ်ကန့်ပေးလိုက်ပြီးတော့ခုနီရဲ့ဓာတ်ကိုလည်း6တောင်းနဲ့ပဲချိုးပြီးတော့ဖြတ်ကန့်ပေးလိုက်ပါတော့တယ်။ Frankie ကသူလည်းပါမယ်ဆိုက Iron Splash နဲ့ရိုက်ချလိုက်ပါတော့တယ်။အားလုံးကိုအမောက်တိတ်ပြီးနောက်မင်းတို့ဖြောင်းနေတာတွေကိုပြန်စားဆိုပြီးတော့ဆန်ကြီးတဲ့ဆိုပါတွေကိုအတင်းထည့်ပေးပြီးတော့ပတ်စံယူလိုက်ပါတယ်။ဥစောကခုနကကောင်မလေးကိုတနေ့ရမမြင်ဘူးတဲ့ဆိုပြီးတော့တွေးတောနေခဲ့ပါရဲ့။ဥစောကသူဖားစီရောင်းနေတဲ့အချိန်တော့ကအဲ့ဒီကောင်မလေးကရောက်လာပြီးတော့ဒီစိကဘာမဆိုးပျောက်ကင်းတာလားဆိုပြီးမေးခဲ့တဲ့အကြောင်းကိုတတိယသွားခဲ့ပါရဲ့။စံကြီးကလည်းကလေးမလေးအတွက်အစ်စ်ပြန်လို့ပေးလိုက်ပါရဲ့။ သူမကမျိုးတော်ကကလေးတယောက်ဖြစ်ပြီးတော့နာမည်ကထုတ်ကိုပါဆိုပါကအရသာရှိတယ်လို့ထုတ်ကိုကပြောရင်ရီမောနေပါတော့ရဲ့ဆိုပါအရန်ကြိုက်တာမလို့တန်းစီရင်နဲ့အလုတော်မှနောက်ကျသွားခဲ့ရတယ်လို့ထုတ်ကိုကပြောလိုက်တော့အားလုံးနဲ့ဒီအရွယ်လေးနဲ့အလုလုရရလားဆိုပြီးတော့အန်အောင်သွားခဲ့ရပါရဲ့အလုလုပြီးတော့ပဆန့်စုနောက်ဆုံးတော့ဆိုပါလေးဆက်ရပြီဆိုရင်ပဲမှောက်သွားလို့ဝမ်းနဲ့သွားပဲမယ်အခုတော့ပြန်ပြောသွားပြီလို့ထုတ်ကိုကဆိုပါရဲ့နာမည်ဘလို့ခေါ်လဲစံကြီးကမေးတော့ထုတ်ကိုရှေ့မှာအိုထဲဖို့ထုတ်ကိုကပြောလိုက်ပါတယ် အိုတိုကိုဆိုတာယောက်ျားလေးဆိုတဲ့အသေးပဲမလို့အားလုံးလည်းထူးဆန်းနေတဲ့အခါအိုတိုကိုဆိုရင်ပဲယောက်ျားလေးအိုတိုကိုဆိုတဲ့အသေးပဲတော့မဟုတ်ဘူးလို့ဆိုကသူကိုလေးကရှီမောနေပါတော့ဟဲ့သူကိုရှီနေတာကိုကြည့်တော့ဖရန်ကီကိုလည်းရှီမောနေပြီးတော့မှတ်ရလွေတာပဲလို့ပြောနေခဲ့ပါရဲ့ဒီလိုနဲ့ထုတ်ကုတ်ကသူနောက်ကြားနေပြီမလို့သွားတော့မယ်ဆိုတဲ့အကြောင်းနဲ့ဒီနေ့ OVN စီတန်းပွဲလည်းရှိလို့ဒီကနေ့ထပ်ဖြတ်ရအောင်မယ်ဆိုတာကိုလည်းပြောပြလိုက်ပါတယ်။ခါမူယိုများလားလို့ပြောပင်ကမေးတော့ထုတ်ကုတ်လည်းဟုတ်ကြောင်းပြန်ပြောလိုက်ပြီးတော့နောက်ကြားနေပြီဆိုကနှုတ်ဆက်ပြီးတော့ထွက်သွားပါတော့ရဲ့။ ခမူယိုဆိုတာအရွယ်မရောက်သေးတဲ့မိန်ကလေးတွေဖြစ်ပြီးတော့အထက်တန်းအိုရီယန်တွေကိုအကူအညီလုပ်ပေးရတဲ့သူဖြစ်ပါတယ်။လူတွေပြောနေကြတဲ့အိုရီယန်စီတန်းပွဲကလာတော့မှဆိုပြီးစန်ဂျီကလည်းအယံပျော့နေပါတယ်။အိုရီယန်ကဘာလဲဆိုတာကိုဖရန်ကီကနားမလည်တဲ့အခါရော်ဘင်ကိုအကတင်ပေးတဲ့အဖွားကရောက်လာပါတော့ ။ OVN ဆိုတာဝါလုံတိုင်းပြည်ရဲ့စူပါစတာအခုဒီတိုင်းပြည် OVN ဖြစ်အရွေးချက်ခံထားရတဲ့လူတစ်ယောက်ရဲ့နာမည်ကတော့ကူမူရာဆာကေဘဲလို့အဖွားကဆိုပါတယ်။နဖရားတွေတောင်မှမစွန်းထင်းနိုင်တဲ့သူမရဲ့မြင့်မြတ်မှုတိုင်းပြည်ကိုရင်းရိုက်သွားစေမယ့်အလှလည်းရှိရလို့ထပ်ပြောလိုက်တဲ့အခါဖရန်ကီကအဲ့လိုမဖြစ်နိုင်ကြောင်ပြန်ပြောလိုက်ပါတယ်။ မယုံလဲကိုတိုင်နာချစ်ဖို့အဖွားကထပ်ပြောလိုက်ပြီးတော့ဒီနေ့ရဲတိုင်းမှာရှုကန်းရဲ့စားတောက်ပွဲလေးရှိကြပြပြလိုက်ပါခုနကခလေးခမာရိုကဒီအော်ဗီယန်အထွတ်နောက်လိုက်ပုံစံမျိုးပဲလို့တခြားရှင်းပြလိုက်ပြီးတော့ရော်ဘင်ကလည်းအော်ဝချီရဲ့အဖိတ်ခံရပြီလို့အဖွားကပြောလိုက်ပါဒါကြောင့်မယ်အခုပဲရေတက်ကိုပြန်ချားမယ်လို့အဖွားကထပ်ပြောတော့ရော်ဘင်လည်းဒါကိုသူမစောင့်မျှော်နေခဲ့တာလို့ပြောလိုက်ပါတယ်။တစ်ဖက်ကဦးထွန်းကလည်းထောင်သားတွေကလူဗီအယမ်းမိုက်ချောင်းပြောနေမယ်လူဗီကတော့ခယူးမဆိုင်ပါဘူး။ အဲ့ချိန်အဖိုးခါယိုရောက်လာပြီးတော့သူ့ကိုကယ်ပေးလို့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။လူဗီကသူ့နှခုခရေကစော်ဖို့လှုပ်ထားတာမလို့ကျေးဇူးတင်စရာလည်းမလိုဘဲနဲ့အစာမရှိရင်လှုပ်လို့မရမှဆိုလို့ဂျန်ကိုလဲလို့ရတဲ့ကတ်တွေကိုပေးလိုက်ပါတယ်။အဖိုးခါယိုလည်းလူဗီကိုကျေးဇူးတင်စကားပြောပြီးတော့ထွက်သွားပါတော့ရဲ့။လူဗီစကိုရိုက်ဇိုကရောက်လာပြီးတော့လက်ထက်ကိုရှာတွေ့ပေမဲ့အဆောင်ကတော်တော်တင်းကျပ်ထားတာမလို့အချိန်တိုင်းတော့စောင်းပေးဖို့လူဗီကိုပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Orion စီတန်းပွဲကိုအားလုံးကဝိုင်းပြီးအားပေးနေခဲ့ကြပါပြီ။ ဒါလေးကတော့ one piece အပိုင်း230ဖြစ်ပြီးတော့အပိုင်း232ကိုဆက်တင်ပေးနိုင်မို့သူက like လေးကြောက်ချက်နေပြီးတော့ comment ချက်ဆက်မပေးခဲ့ကြပါဘူး channel လေး subscribe လေးမလုပ်အောင်လုပ်ပေးခဲ့ကြပါဘူးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ